ဘာစီလိုနာကနေချက်စီကိုပြောင်းလဲရတာနောက်လာရမိတယ်ဆိုတော့အိုဘာမီယန်ကမ္ဘာပေါ်လုံးကမှာအောင်မြင်မှုမတန်းကောင်းတွေကိုပိုင်ဆိုင်ထားတဲ့ဂါဘွန်တိုက်စစ်မှုပီအေအမရိတ်အိုဘာမီယန်ကဘာစီလိုနာတင်းကနေချက်စီတင်းကိုပြောင်းရွှေ့ခဲ့တာကသူ့ရဲ့ကစားမဘွားမှာလုံးဝပြန်လည်ပြင်ဆင်ခြင်းနဲ့အမှားယွင်းဆုံးသောဆုံးဖြတ်ချက်ဖြစ်တယ်လို့ဖွင့်ရဝန်ခံလာခဲ့ပါပြီအိုဘာမီယန်ကဂျာမန်ကလပ်ဒေါ်မွန်အသင်းနဲ့အင်္ဂလန်ပရီးမီးယားလိဂ်ကလပ်အာဆင်နယ်အသင်းတို့မှာအကောင်းဆုံးဂိုးတင်းခြေစွမ်းတွေကိုပြသခဲ့ပြီးတဲ့နောက်မှာတော့ဘာစီလိုနာတင်းကိုခမဲ့ရောက်ချိန်မှာလည်းကိုက်စစ်ပိုင်းမှာအသင်းတော်မှာဆုလာတဲ့ခြေစွမ်းကောင်းခြင်းနဲ့အကျိုးပြုနိုင်ခဲ့ပါတယ် ဒါပေမဲ့လည်းကတလန်ကလပ်ဘာစီလိုနာတင်းကတမိုင်းဝင်းရဲ့ဗန်နိုက်ရိတ်ခတ်ခဲတွေကြောင့်ရေဆန်ခဲ့တဲ့ဖီးယားတွေကသူရဲ့ကစားမတွေကိုစီးပွားရေးဆုံးချက်ချက်တွေအောက်မှာမလွဲမဆောင်သာထွက်ခွာစေခဲ့ရပြီးဥပမာငါဒီလိုမျိုးသူဆန်နာမှာပါပဲထွက်ခွာခဲ့ရတဲ့ professional တာကောင်တို့ဦးဖြစ်ခဲ့ရပါတယ်။ဥပမာငါဘာစီလိုနာတင်းကနေထွက်ခွာခဲ့ရတဲ့နောက်ကွယ်ကစစ်တပိုင်းဆိုင်ရာရှုပ်ထွေးမှုနဲ့စီးပွားရေးဖီးယားတွေကိုရှင်းပြခဲ့ရမှာသူရဲ့ဆုံးဖြတ်ချက်ကကလပ်တင်းရဲ့လိုအပ်ချက်နဲ့ယူချက်စီရနေပါမှုတောင်းလာဖြစ်တယ်လို့ဖွင့်ရခဲ့ပါတယ်။ဘာကမှအချင်းနေစိုးရိမ်နဲ့ရင်ဆိုင်နေရချင်းကျွန်တော်ကိုကျွန်တော်အိမ်မှာ AC ပြန်အနားယူဖို့လိုနေပြီလို့ထင်နေချင်းဆိုတဲ့စကားက ။ဥပမာငါဒီကာလမှာစိတ်တပိုင်းဆိုင်ရာပင်မနှုံးနဲ့မှုကိုပြင်းပြင်းထန်ထန်ရင်ဆိုင်နေရတယ်ဆိုတော့ကိုပြသနေပါတယ်။ဒါပြင်မစလနာအသင်းကလာဆောင်ငွေရှင်းတန်းကိုချော့ချဖို့အတွက်ကစားမတူကိုမဖြစ်မနေရောင်းထုတ်ဖို့လိုအပ်တဲ့ခါမှာတော့မန်ဖစ်ဒီပေးနဲ့သူ့ကိုရွေးချယ်ရမှာသူသာအသင်းပြောင်းခွင့်ရပြီးအဲ့ဒီအချိန်မှာရွေးချယ်ကြကလည်းချက်စီးတင်းပြင်းတခြားမရှိခဲ့ပါဘူးလို့ဝန်ခံခဲ့ပါတယ်။ဒီလိုချင်းမျိုးက professional ဘောလုံးလောကကကစားမရဲ့စိတ်ဆန္ဒတဲ့ကလပ်တင်းရဲ့ငွေကြေးကျိုးစီးပွားနဲ့စီးပွားရေးဆုံးဖြတ်ချက်တွေကသာလွန်မိုးနေတယ်ဆိုတာကိုရှင်းလင်းစွာဖော်ပြနေပါတယ်။ ဦးအောင်မြင်ပြောင်းရွှေ့ခဲ့တဲ့အဲ့ဒီချိန်တုန်းကချက်စီတင်းကလည်းပိုင်ရှင်တစ်တီရဲ့လက်အောက်မှာချင်းနေတော်ဆိုးသွားခဲ့ပြီးကစားကွက်မတည်ခြင်းတဲ့ချိန်တုန်းကိုဖျက်တမ်းနေရတာဖြစ်ပါတယ်။ဒီပြပြောင်းလဲတဲ့ဇာတ်တိုက်ဖြစ်ပေါ်နေတဲ့ကာလဖြစ်တာကြောင့်ချက်စီတမဦးအောင်မြင်ကအာဆင်နယ်အင်းနဲ့ဘာစီလိုနာအင်းတို့မှလို့ဂိုးတင်ဆွမ်းရည်ကိုပြသဖို့နဲ့အတင်းမှာနေရာယူဖို့ပြင်းထန်ရုန်းကန်ခဲ့ရတာဖြစ်ပါတယ်။ချက်စီတမသူကကစားချိန်နင်းခဲ့တာရရှိခဲ့ပြီးဂိုးတင်တို့ကလည်းတိတိတတ်တနဲ့ပါခဲ့တဲ့အတွက်သူ့ရဲ့ဘောလုံးသမားဘောကအကြပတ်တို့ဥတီသွားစီခဲ့တဲ့အတွေ့အကြုံစိုးတစ်ခုဖြစ်ခဲ့ရပါတယ်။ ဒါကြောင့်မဲ့ဘာစီဆိုနာအတင်းမှာခြေစွမ်းတင်းတင်းကောင်းမွန်ခဲ့တဲ့ကာလာတခုကိုကြော်ဖြတ်ပြီးမှအချင်းနေဆိုးနေတဲ့ချက်စီတင်းကိုရွေးချယ်မိခဲ့တာကသူ့ရဲ့ကစားမဘွားအတွက်အမှားဆုံးသောဆုံးဖြတ်ချက်ဖြစ်တယ်လို့ဥပမာငင်ကစေမကောင်းစွာဖွင့်ရခဲ့ခြင်းပဲဖြစ်ပါတယ်။တရုတ်ဝန်ခကြကဘလုံးမဘွားမှာအောင်မြင်မှုတွေရှိပေမဲ့လည်းစီးပွားရေးဖိအားတွေကြောင့်ဘလောက်ထိနာကျင်စရာရွေးချယ်မှုတွေကိုလုပ်ခဲ့တယ်ဆိုတာကိုပြသနေပါတယ်။ဒီမှာကျွန်တော်တို့ကတည်းကအမှားကိုချက်ပြတ်ပြီး